ူတွေမှာဝင်ခံနိုင်တဲ့စွမ်းအားရဲ့လက်ခံနိုင်တဲ့စွမ်းအားတိတ်အရေးကြီးတာဝင်ခံနိုင်တဲ့စွမ်းအားဆိုတာအမားကိုဝင်ခံနိုင်တဲ့စွမ်းအားရဲ့အမားကိုထောက်ပြနိုင်ရင်လက်ခံနိုင်တဲ့စွမ်းအားအဲ့စွမ်းအားနှစ်ခုရှိတဲ့လူဟာထုတ်တက်ဖို့အများကြီးလမ်းစာပဲဝင်ခံနိုင်တော်တော်တန်ကဝင်ခံဖို့တော်ခဲရင်တယ်အတော်ခဲရင်တယ်လက်ခံနိုင်ဖို့လည်းတော်ခဲရင်တယ်မြတ်စွာဘုရားက "तू က အမှန်ကိုလက်ခံနိုင်တာဟာသစ္စာတရားပဲတဲ့အမှန်ကိုလက်ခံနိုင်တဲ့သစ္စာလိညာတတ်တဲ့အခြင်းကိုတစ်ခါတစ်ခါလူတွေကကိုယ့်ရဲ့မာနကြောင့်ကိုယ့်ရဲ့အမှန်တရားကို ဖုံးကွယ်ဖို့အတွက်လိညာလိုက်ရတာတွေအများကြီးရှိတယ်။လူသားမှုမရှိတဲ့အတွက်ကြောင့်သစ္စာတရားကိုသစ္စာတရားကို မထားနိုင်တော့မူတာဝါဒကိုစက်တိုက်စက်တိုက်ကျူးလွန်တတ်တာတစ်ခါတစ်ခါဝန်ခံနိုင်တဲ့ဆွမ်းအားဆိုတာက ဟိုရိုးသားမှုအခြေခံပြီးတော့မဟုတ်ရင်မဟုတ်ဘူးလို့ပြောရတဲ့တခါပဲဝန်ခံရတဲ့စွမ်းအားကမုသာဝါဒကိုထက်ခါထက်ခါမကျူးလွန်တော့ငါကဆရာဆိုတဲ့မာနနော်ငါကလူကြီးဆိုတဲ့မာနနဲ့အမားကိုမှားတယ်လို့ဝန်မခံရတာကမုသာဝါဒကိုစက်တိုက်ကျူးလွန်တော့တာတခါကစာသင်ခန်းထဲမှာဆရာဆရာမကိုចောင်းသားတွေကမိကုံမေးလိုက်တယ်ចောင်းသားမေးတဲ့မိကုံကိုဆရာမက မသိတဲ့အခါဆရာသမားကငါဆရာကကျောင်းသားတွေကြားထဲမှာမသိဘူးလို့ပြောရမှာရှိတယ်မသိဘူးလို့မပြောရတဲ့အခါကျတော့ကျောင်းသားတွေကိုပြန်ပြီးငါပြောတဲ့အတိုင်းမှန်နေငါဆရာလားငါဆရာလားဆိုကလေးတွေအော်ငေါက်လွတ်လိုက်တာအော်ငေါက်လွတ်တဲ့အခါကျတော့အဲ့ကလေးကသူသိတာလည်းမသိရတဲ့အပြင်ဆရာလည်းပဲသူမသိတာကိုဘုဒ္ဓဝါဒနဲ့ဖုံးကွယ်လိုက်တဲ့အခါကျနောက်တစ်ခါဒီမေကွန်းလိုင်းလည်းသူထပ်ပြီးတော့လိန်အောင်ပါပဲဆိုတော့ရိုးသားမှုမရှိဘဲနဲ့ ဒိညာလိုက်တတ်တဲ့အကျင့်လေးဟာမူတာဝါတော်ထက်ခါထက်ခါကျွတ်ွန်တတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကသစ္စေနသစ္စာတရားဖြင့်အလနိကံမူတာဝါတံဒိညာမှုကိုလျှော့ချရတယ်။ယောသားစွာဝန်ခံရတဲ့တတ္တိဟာမူတာဝါတော်လျှော့ချရတယ်ဆိုတော့မသိဘူးမသိတာကိုမသိဘူးလို့တခါတည်းပြောလိုက်ရင်ထပ်ပြီးတော့လင်းစရာအကြောင်းမရှိတော့ဝန်ခံနိုင်တဲ့ဆိုအဲ့တော့ကိုကုံလေးတိခါလေးကြာမှကြောက်လို့ဆရာဆိုတဲ့မာနာလေးနဲ့မသိတာကိုသိတယ်လို့နဲ့ဟန်ဆောင်လိုက်တာက နောက်ဆိုရင်ထက်ခါထက်ခါမုဒဝါဒကိုကျူးလွန်စေတော့တာ။မကြောင်မို့တခါတည်းဝန်ခံရတဲ့စွမ်းအားကမုဒဝါဒကိုရှော့ချပါတယ်။လက်ခံနိုင်တဲ့စွမ်းအားလူကြီးဆိုလို့လည်းမမားဘူးလို့တော့မထင်နဲ့။မားတာပဲ။နောက်မိဘဆိုလို့အမှန်ကြီးလို့မထင်နဲ့။မိဘလည်းပဲမားတာပဲ။ဥဒုစင်ဖြစ်နေတယ်များမားနေအောင်။ကျောင်းမိဘနဲ့သားသမီးကြားမှလည်းပဲအဖေဖြစ်လို့ဆိုပြီးတော့ မိဘတွေကအဖေဆိုတဲ့မာနာအမေဆိုတဲ့မာနာနဲ့သားသမီးတွေကိုအေးသားရဲ့အဖေတော့မှားသွားတယ်အမေတော့မှားသွားတယ်လို့ပြောရဲတဲ့တတ္တိရှိရတယ်။အဲ့လိုပြောရဲတဲ့တတ္တိမရှိရင်အဖေကလည်းပဲအဖေဆိုတဲ့မာနာနဲ့သားသမီးတွေကိုမဟုတ်တာကြီးကိုစွပ်ပြီးတော့လေမထူးပါဘူးဆိုမထူးဆက်နဲ့လိန်တတ်တယ်။အဲ့ဒါဘုံရင်ပြီးခဲ့တဲ့အဘက်ကပဲဒီမှာအခမ်းအနားတစ်ခုရှိတော့ကိုရင်ကြီးတပါအခမ်းအနားပြင်ခိုင်းတယ်။ခမ်းအနားပြင်ခိုင်းတော့ကိုပြင်တဲ့အခမ်းအနား ပြင်ခိုင်းတာကိုကိုင်ကြီးရဖုံးမရတဲ့ဒီလိုလေးပြင်မကောင်းလားဆိုကိုကဆရာဆိုတဲ့မာနမင်းကဆရာလားငါကဆရာလားငါပြောတဲ့အတိုင်းလို့ဆိုသူ့ကိုပြောပြီးတော့စူပြီးတော့ကိုကခန်းထဲဝင်သွားခန်းထဲရောက်မှပြန်စင်းစားဟောကိုင်ပြောတာကပုံပြီးတဘာဝကြတယ်ပုံမှန်တာပဲအဲဘုံကကိုကိုလက်ခံနိုင်တဲ့စွမ်းအားကြိုးစားလိုက်တယ်ပြီးတော့ပြန်ပြေးထွက်လာကိုင် sorry နော်ခုနက မင်းပြောတာအမှန်နဲ့အေးမင်းတို့နှစ်ခါပင်ပန်းသွားရေကွာတောင်းပါပါလေပြန်လုံးလိုက်ပါဆိုပြီးအဝင်လေးကိုပြန်ခိုင်းသူလည်းစိတ်ချနေပြောတာအဲ့ညမှာဆရာဆိုတဲ့မာနနဲ့သာလေဒီတိုင်းနေလာလို့ရှင်ကိုရင်ပြောတဲ့နေရာကောင်းပြီးကိုပြောတဲ့နေရာမှားနေတာအမားကိုလက်ခံနိုင်တဲ့စွမ်းအားရှိလို့ရှင်ဆရာလည်းပဲတစ်ခါပဲဟိုအမားကိုဝန်ခံလိုက်ရင်ပြီးသွားနောက်ဆိုရင်အဲ့ကလေးကကိုကိုဆရာသမားအပေါ်မှာအထင်နဲ့အမြင်တွေလွဲသွားကိုမှန်ရဲသားနဲ့သူမှန်ရဲသားနဲ့ဆရာသမားလက်မခံနိုင် ။ဒါကြောင့်မလို့လူကြီးရလည်းပဲလူကြီးတိုင်းမှန်တာမဟုတ်အမှန်တရားကိုလက်ခံနိုင်တဲ့ဆွမ်းအားရှိမှတိုးတက်တာနော်။ဒါကြောင့်တစ်ခါပဲဝင်ခံလိုက်ပါဆက်ခါဆက်ခါမူတာဝါဒကျွလွင်စရာမရှိတော့ပါဘူး။အဲ့ဒီတစ်ခါတည်းကိုဝင်မခံနိုင်တဲ့အတွေ့အကြောင်းကိုယ့်ရဲ့ဂုဏ်လေးရမှာဆိုလို့ထက်ခါထက်ခါလေညာတတ်တဲ့အကျင့်ဟာရိုးသားမှုမရှိတဲ့ဖုံးလွှမ်းမှုကမူတာဝါဒကိုစက်တိုက်ကျွလွန်တတ်တဲ့ဖြစ်တဲ့အတွေ့အကြောင်းကိုယ်တွေကလက်ခံနိုင်စွမ်းအားနဲ့ပြုပြင်နိုင်စွမ်းရှိဖို့တိတ်အရေးကြီးတာ